အားလုံးပဲမင်္ဂလာပါဗျာ GDS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ UFC အဖွဲ့အစည်းရဲ့လက်ဝိုက်တန်ချန်ပီယံကပတ်လူပွဲအတွက်အီလီယာတော်ပူရီယာနဲ့အစ္စလာမာကာရှက်တို့ကိုအခုလာမဲ့ဂျွန်လာမှာပွဲတက်ပေးတော့မယ်ဆိုတဲ့သတင်းတစ်ခုရဲ့အကြောင်းဝမ်ချန်ပီယံရှစ်ပွဲစီမှာတွားရောက်ရှင်ပြိုင်ထိုးသက်တိုင်းရှုံးနေတဲ့သားရင်ဆိုင်နေရတဲ့မြန်မာဖိုက်တာတွေရဲ့အဓိကပြုပြင်တွားရမယ့်အကြောင်းရင်းအချက်ကြီး၃ခုဆိုတဲ့အကြောင်း အခုလာမဲ့မေလာမှာကျင်းပသွားမဲ့ UFC 315 event ပွဲစဉ်မှာသူ့ရဲ့ပြိုင်ဘက် fighter kickboxing သမားကို grappling သိမ့်မသုံးဘဲနဲ့ရှင်ထိုးပြီးတော့ shot ပြသွားမယ်ဆိုတဲ့ UFC ရဲ့ welterweight champion Blaine Muhammad စတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ ပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC ရဲ့ Lightweight Dan Champion ကပတ်လူပွဲပွဲစဉ်နေရာအတွက် UFC ရဲ့လက်ရှိလောလောဆယ် Lightweight Dan Champion Islam Makhachev ကို Featherweight Dan ကနေပြီးတော့ Champion ကပတ်ဆွန့်လွှတ်ပြီးတက်လာတဲ့ Ilya Topuria နဲ့အခုလာမယ့် John Lawler မှာပွဲတက်ပေးသွားတော့မယ်ဆိုတဲ့သတင်းတစ်ခုရဲ့အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်။ အဲ့ဒီသတင်းကိုတင်ဆက်ပေးသွားမယ်ဆိုတဲ့ပုံမှာ UFC ရဲ့လက်ရှိလောလောဆယ် Lightweight Dan Champion ကြီး Islam Makhachev ရဲ့အကြောင်းကိုအရင်ဆုံးပြောပြခြင်းပါတယ်။ Islam Makhachev ဆိုတဲ့ fighter ကတော့ပြည်သက်တွေအလုံးသိပြီးသားဖြစ်တဲ့အတိုင်း UFC အဖွဲ့အစည်းမှာအကောင်းဆုံးသောဂုဏ်ပုဒ်တွေကိုပိုင်ဆိုင်ထားတဲ့ fighter လို့ပြောရမှာဖြစ်ပြီး UFC မှာအကြမ်းဆုံးစိတ်လှုပ်ရှားဖို့အကောင်းဆုံး weight တန်းတစ်ခုဖြစ်တဲ့ Lightweight တန်းမှာမှဘရင်ဖြစ်နေတဲ့ Islam Makhachev တို့သူ့ရဲ့အောင်မြင်မှုတွေဟာတကယ်ကိုကြော်ကြားတဲ့ fighter တို့ဖြစ်ပါတယ်။ Islam Makhachev ဒီနေ့သူ့ရဲ့အောင်မြင်မှုတွေကိုပြောပြရ မယ်ဆိုရင်သူဟာလက်ရှိလော့ဆယ်ချိန်မှာ UFC ရဲ့ Lightweight Dan Champion ဟောင်းတွေအကုန်လုံးထက်တာလွန်ပြီးသူ့ရဲ့ Champion ကပတ်ကို၄ချိန်အထိကာကွယ်ပြသွားပြီးပြီပဲဖြစ်ပါတယ်။နောက်ထပ်ကုန်းမတစ်ခုကတော့သူအနေနဲ့ Power for Power Ranking နံပါတ်၁နေရာကိုပြီးခဲ့တဲ့2023ခုနှစ်အောက်တိုဘာလကလေးကစတင်ရရှိခဲ့တာဖြစ်ပြီးတော့အခုချိန်ထိသူဟာသူ့ရဲ့ Power for Power နံပါတ်၁ဆိုတဲ့နေရာကို လုံးဝဆိုသလိုထိန်းထားနိုင်တာပဲဖြစ်ပါတယ်။ အစ္စလာမကရှက်အနေနဲ့ဘောင်းဘောင်းနံပါတ်1ဖိုက်တာလည်းဖြစ်တဲ့ပြင်သူ့ရဲ့နိုင်ပွဲဆက်နေမှုဟာဆိုလို့ရှိရင် UFC ရဲ့လက်ရှိလောလောဆယ်နိုင်ပွဲဆက်အများဆုံးဖိုက်တာကြီးဖြစ်တဲ့ Anderson Silva နဲ့ထပ်တူညီဖို့အတွက်ပွဲစဉ်တစ်ပွဲသာလိုအပ်တော့တာဖြစ်ပြီးသူအနေနဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲသာထပ်မံပြီးတော့နိုင်ယူရရှိခဲ့မယ်ဆိုလို့ရှိရင်တော့ UFC အဖွဲ့အစည်းမှာသူအနေနဲ့စံချိန်တွေအများဆုံးချိုးထားတဲ့ဖိုက်တာတူဖြစ်နေတဲ့တမိုင်းမှာမှတ်တမ်းတင်သွားတော့မှာပဲဖြစ်ပါတယ်။ ။ Islam Akash အနေနဲ့အရင်တုန်းက Happenu Marco Matoro ရဲ့အသင်းပေါ် Fighter ပွားကနေပြီးတော့အစင်စင်တက်လာခဲ့တာဟာဆိုလို့ရှိရင်တော့အခုချိန်မှာ UFC ရဲ့ Lightweight Dan Champion ကြီးဖြစ်နေပြီဖြစ်ပြီးခုနကကျွန်တော်ပြောခဲ့တဲ့ဂုံပုတ်တူနဲ့လည်းလုံးဝကိုပြေဆုံနေတဲ့ Fighter တူဖြစ်ပါတယ်။ Islam Akasha အနေနဲ့လက်ရှိလောလောဆယ်အချိန်မှာဆိုလို့ရှိရင် MMA fighter ဘွားမှာ MMA ပွဲစဉ်ပေါင်း28ပွဲကစားထားပြီးဖြစ်ပြီးတော့အဲ့ဒီကမှ26ပွဲနိုင်တပွဲရှုံးဆိုတဲ့ရလကိုပိုင်ဆိုင်ထားတဲ့ fighter ဖြစ်ပါတယ်။ ။အစ္စလာမခါရှီအနေနဲ့သူ့ရဲ့လာဝိတ်တန်းချန်ပီယံကပတ်ကိုပြီးခဲ့တဲ့ဇန်နဝါရီလကကာကွယ်ပြခဲ့တာဖြစ်ပြီးအဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်သူ့အနေနဲ့ပြိုင်ဘက်အသစ်ရရှိခဲ့ပေမဲ့လည်းပြိုင်ဘက်အသစ်ဝိုင်းကာနိုကိုပြမချီမာရင်ဒတ်ချုပ်နဲ့လဲဘင်းရဲ့နိုင်ယူပြခဲ့ပြီးတော့သူ့ရဲ့ချန်ပီယံကပတ်ကို၄ချိန်မြောက်ကာကွယ်ပြခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့နောက်ထပ်သူ့ရဲ့ချန်ပီယံကပတ်စိန်ခေါ်သူကဘယ်သူများဖြစ်မလဲဆိုပြီးပြည်သက်တွေတော်တော်များများကစိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။ UFC lightweight တန်းရဲ့လက်ရှိလောလောဆယ်အခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ UFC lightweight တန်းရဲ့နံပါတ်1နေရာကစင်ခေါ်သူနေရာမှာ Armand Sarukhan ရှိပါတယ်။နံပါတ်2နေရာမှာက Charles Oliveira ရှိပြီးနံပါတ်3နေရာမှာက Justin Gaethje ပါ။နံပါတ်4နေရာကတော့ Dustin Poirier ဖြစ်ပြီးတော့နံပါတ်5နေရာကတော့ဆိုတော့အဲ့ဒီ fighter ၅ယောက်ထဲမှာ Islam Akashat နဲ့မထိုးတက်ဖူးတဲ့ fighter ဆိုလို့ Justin Gaethje တယောက်ပဲကျန်နေတာဖြစ်ပါတယ်။ Justin Gaethje နေနဲ့ကလည်းလက်ရှိလောလောဆယ်မှာသူ့အနေနဲ့ poison ထိုးတက်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ် poison တဲ့ဘွဲကို ကြာခင်ချိန်တွင်မှအများဆုံးထိုးတက်ဖို့ဆိုတာမဖြစ်နိုင်တဲ့အနေအထားဖြစ်ပါတယ်။ဒါပြင်နံပါတ်၁နေရာကအာမန်ဆာယူခရန်ကိုလည်းယက်စီဥက္ကဋ္ဌကြီးဒေနာဝိုက်ကပြီးခဲ့တဲ့ပွဲစဉ်ကပွဲထိုးတက်ခံဒီမှာပွဲဖြတ်သွားတဲ့အတွက်ကြောင့်မလို့ကြည့်မရဖြစ်နေတာပါ။အဲဒီလိုမျိုးကြည့်မရဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့ကိုပွဲပေးထိုးတက်အောင်မှမဟုတ်ဘဲနဲ့ချန်ပီယံစင်ခေါ်ခွင့်မဟုတ်ဘဲတိုက်တဲ့ eliminator ပွဲစဉ်မျိုးသာပြင်ပြိုင်ထိုးတက်သွားဖို့အတွက်ပွဲစဉ်ပေးနိုင်ပါတယ်။ဆိုတော့အဖြစ်နိုင်ဆုံးပြိုင်ဘက်ကတော့ ဖယ်လာဝီတက်ကနေတက်လာတဲ့အီလီယာတော်ပူရီယာဖြစ်ပြီးတော့အီလီယာတော်ပူရီယာအနေနဲ့ကလည်းမကြငယ်ချိန်တွင်းမှာပြိတက်တွေကိုတင်းကြီးတစ်ပုတ်ကျင်းညာပေးသွားရန်ရှိတယ်ဆိုပြီးတော့ပြောထားပါတယ်။ဒါအပြင် UFC ဥက္ကဋ္ဌကြီးဒေနာဝိုက်အနေနဲ့ကလည်းအစ္စလာမခါရှက်ဖ်တို့ပြိုင်ပြကြံတယောက်ကိုသူ့အနေနဲ့ဒေဒီချာချာရှာဖွေထားတယ်ဆိုပြီးတော့လည်းထပ်မံပြောကြားလာခဲ့တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ဟာကျင်းဒီပေါ့အစ္စလာမခါရှက်နဲ့ အီလီယာတော်ပူရီယာတို့ရဲ့ပွဲစဉ်ကချင်းဒီပေါက်ဖြစ်လာနိုင်ပြီလို့ပြောရမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီဖိုင်တာနှုံးရဲ့ပွဲစဉ်ကြောင့်ကျွန်တော်တို့နေအရင်တုန်းကတင်ဆက်ပေးခဲ့ပေမဲ့ဒီတစ်ခေါက်တင်ဆက်တဲ့သတင်းလောက်တိကျခိုင်လုံမှုမရှိတာကိုပရိသတ်တွေသတိထားမိပါပါ။ဒီတစ်ခေါက်တင်ဆက်တဲ့သတင်းမှာဆိုလို့ရှိရင်တော့ UFC ရဲ့တကယ်ကို သတင်းတွေကိုစုံစမ်းပေးတဲ့ fighter ဖြစ်တဲ့ Ariel Hawaiianese ကနေပြီးတော့ကြားသိထားရတဲ့သတင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးကိုသတိချာချာရှိတယ်လို့ပြောရမှာပဲဖြစ်ပါတယ်ဒီ fighter နှူးကဘယ်ချိန်မှာထိုးသက်သွားမလဲဆိုရင်တော့ International Fight Week လို့ခေါ်တဲ့ဒီဂျွန်လမှာရှင်ပြိုင်ထိုးသက်သွားဖို့များနေတာဖြစ်ပြီးတော့ယနေ့ချိန်မှာဆိုလို့ရှိရင် Islam Makhachev ကလည်းပွဲထိုးသက်ဖို့စဉ်းစဉ်ဖြစ်ပြီး Ilya Topuria အနေနဲ့ကလည်းပွဲထိုးသက်ဖို့စဉ်းစဉ်ဖြစ်ပြီးဆိုတဲ့အနေထားရှိနေတာလည်းဖြစ်ပါတယ် လီလီယာတော်ပူရီယာနေနဲ့ဘာကြောင့်ဖေဒါဝေတန်းကိုရှင်ပြိုင်ထိုးတက်ဖို့အတွက်သူ့အနေနဲ့ဆွန့်လွတ်လိုက်ရတယ်လဲဆိုတဲ့အကြောင်းပြချက်ကိုပြိသက်တွေနေနဲ့လည်းသိကျင်နေကြမယ်လို့ထင်ပါတယ်။သူပြောပြတဲ့အကြောင်းပြချက်ဆိုရင်တော့သူ့အနေနဲ့သူဟာ145ပေါင်နဲ့မှဝစ်ကက်လောက်ရတာတော်လေးကိုခက်ခဲရှိတယ်။ဒါကြောင့်မို့လို့155ပေါင်နဲ့ကိုတက်ပြီးတော့ရှင်ပြိုင်ထိုးတက်ရခြင်းဖြစ်ပါတယ်ဆိုပြီးပြောထားခဲ့တာပါ။ဒါပေမဲ့လည်းအီလီယာတော်ပူရီယာနေနဲ့ကတော့သူဟာတကယ့်ကိုအကောင်းဆုံးဖိုက်တာတစ်ဦးဖြစ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့လိုက်ဝေတန်းကိုတက်ပြီးလိုက်ဝေတန်းကချန်ပီယံကပတ်ကိုပါရရှိယူနိုင်စွာ ်ရှိတယ်ဆိုတာကိုပြသချင်တာလို့ကျွန်တော်အနေနဲ့ကတော့သုံးသပ်မိပါတယ်။နီလီယာဒေါ်ပူရီယာအနေနဲ့လက်ရှိလောလောဆယ်အချိန်မှာရှုံးပွဲမရှိတဲ့ Fighter 2ဖြစ်ပြီးသူ့အနေနဲ့ MMA ပွဲ16ပွဲထိုးသက်ထားပြီးတော့16ပွဲစလုံးကိုသူ့အနေနဲ့နိုင်ယူရရှိထားပြီးတော့အဲ့ဒီထဲကမှပွဲစဉ်တော်တော်များများကိုပွဲသိမ်းပြထားတဲ့အတွက်ကြောင့်မို့လို့အီလီယာဒေါ်ပူရီယာအနေနဲ့က finishing rate ကောင်းတဲ့ fighter ပါ။ finishing rate ကောင်းတဲ့ဆိုတဲ့နေရာမှာအရင်တုန်းကတော့ grappling ကိုအခြေခံပြီးကစားခဲ့ပေမဲ့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့အီလီယာဒေါ်ပူရီယာအနေနဲ့သူ့ရဲ့လက်သီး power ကိုအသုံးပြုပြီးတော့ ပြိုင်ဘက်ဖိုက်တာတွေကိုအလဲထိုးအမောက်သိမ့်ပြတဲ့ဖိုက်တာကြံတူဖြစ်ပါတယ်ဆိုတော့ပြောရမယ်ဆိုရင်တော့အီလီယာတော်ပူရီယာအနေနဲ့က လက်ရှိလောလောဆယ်အချိန်မှာအစ္စလာမကရှက်နဲ့ပွဲတည်ပေးတဲ့တုံကစားသမားဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အစ္စလာမကရှက်အနေနဲ့က lightweight တန်းက fighter တွေကို ben fighter လာလာကြိုက်တဲ့ fighter ကောက်စားလို့ရတဲ့ပတ်ဖို့ပေါင်းဘင်ကြီးဖြစ်နေတာဖြစ်ပြီးတော့ featherweight တန်းကတက်လာတဲ့ fighter တွေနဲ့တွေ့ရင်သူ့မှာအနေငယ်အခက်ကြုံရတတ်ပါတယ်။ဒါပြင် Ilya Topuria အနေနဲ့ကလက်သီး power လည်းပြင်းတယ်လို့ grappling မိုင်းမှာလည်းကောင်းတဲ့ fighter တူးဖြစ်တဲ့အတွက်ကြောင့်မလို့အစ္စလာမကရှက်ကို ground game မိုင်းသာကာကွယ်နိုင်ခဲ့ပြီးတော့ ထိထိမိမိလေးရိုးကိုထိုးနိုင်ခဲ့မယ်ဆိုရင်တော့အစ္စလာမ်မှာကရှက်လက်ပုံရသားလက်ကြသွားမှာပါဒါကြောင့်မို့လို့ဒီပွဲစဉ်ကိုပြည်သက်တွေအားလုံးကစိတ်ဝင်စားနေကြတာဖြစ်ပြီးတော့အီလီယာတော်ပူရီယာနဲ့အစ္စလာမ်မှာကရှက်တို့ရှင်ပြိုင်ထိုးသက်သွားမယ်ပွဲစဉ်ဟာတကယ်ကိုပွဲကောင်းပွဲချမ်းကြီးတစ်ပွဲဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည်သက်တွေဒီနေ့ဒီပွဲစဉ်တင်ကြင်ညာခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့တဲ့မကန်နေဆိုတာလာရောက်ပြီးတော့ဒီပြုတ်ပေးကြဖို့ကျွန်တော်နေဒီနေရာကနေတောင်းဆိုချင်ပါတယ် ဒုတိယအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းတော့ One Championship မှာရှင်ပြိုင်ထိုးတက်နေတဲ့မြန်မာနိုင်ငံသား Fighter တွေအနေနဲ့ဘာရင်ပြုပြင်ပြောင်းလဲပြင်ဆင်တင်တယ်လဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ် One Championship ဖွဲ့စည်းမှာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာ Fighter တွေဟာအခုနောက်ပိုင်းမှာတော်တော်လေးကိုဝင်ရောက်ထိုးတက်နေပြီဖြစ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ One Championship ဖွဲ့စည်းနေတဲ့ကလည်းမြန်မာပြည်သက်အင်အားကိုတည်တဲ့အတွက်ကြောင့်မလို့မြန်မာ Fighter တွေကိုတော်တော်လေးကိုအလေးပေးတဲ့အနေအထားမှာရှိပါတယ်အဲဒီလိုမျိုးအလေးပေးတဲ့အနေအထားမှာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာ Fighter တွေအနေနဲ့ပွဲစဉ်တွေတောက်လျှောက် ရရှိနေတာဖြစ်ပြီးတော့ရရှိသမျှပွဲစဉ်တိုင်းဟာဆိုလို့ရှိရင်လည်းတော်တော်များများမှာမြန်မာဖိုက်တာတွေနေနဲ့အမှောက်သိခံရရင်အမှောက်သိခံရဒါမှမဟုတ်ရင်ဒိုင်းဆုံးဖြစ်နေရှုံးနေခဲ့တဲ့ပွဲစဉ်တွေဟာတော်တော်လေးကိုအခုနောက်ပိုင်းမှာများနေတာပဲဖြစ်ပါတယ်ပြည်သက်တွေကိုမြင်သာအောင်ပြပြရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့မြန်မာလက်ဝဲတမ်မီဖိုက်တာကြီးဆိုလင်းဦးဆိုလို့ရှိရင်ဝမ်ချန်ပီယံရှစ်အဖွဲ့စီမှာလက်ရှိတော်တော်စင်မှာပွဲစဉ်6ပွဲထိုးထားပါတယ် ခြောက်ပွဲထိုးထားတဲ့အထက်မှာရှေ့က၃ပွဲမှာသူ့အနေနဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ပေမဲ့နောက်ဆုံး၃ပွဲမှာဆိုရင်တော့၃ပွဲစလုံးကိုရှုံးနိမ်ထားခဲ့တာဖြစ်ပြီးတော့ရှုံးနိမ်ထားခဲ့ရတဲ့ပုံစံတွေဟာဆိုလို့ရှိရင်လည်းသူ့အနေနဲ့ဒီတော်တော်လေးကိုကြည့်လို့ရှုလို့မကောင်းရှုံးနေထားတာဖြစ်ပါတယ်။ဒါပြင်ပြိသက်တွေဟိုးရင်တုန်းကဟိုးလေးတကြောကြောအားပေးခဲ့ကြတဲ့ fighter လေးတက်စင်ဆိုလို့ရှင်ရင်လဲ one championship ဖွဲ့စည်းမှာနောက်ဆုံးထိုးတက်ထားတဲ့ပွဲစဉ်နှစ်ပွဲမှာပွဲစဉ်နှစ်ပွဲသလုံးကိုအလဲထိုးပေါက်သိမ့်ခံထားရတာဖြစ်ပါတယ်။တခြား fighter တွေဖြစ်တဲ့ မိုးတက်အောင်လိုမျိုးဖိုက်တာတွေတပ်ပိုင်အောင်လိုမျိုးဖိုက်တာတွေလက်ရှိလောလောဆယ်မှာမကြသိခင်ကမှရှင်ပြိုင်ထိုးသက်သွားတဲ့စူပါရေချမ်းလိုဖိုက်တာတွေဟာဆိုလို့ရှင်ရင်လဲဝမ်ချမ်ပီယံရှစ်ကျိုးဝိုင်းလင်မှာသူတို့အနေနဲ့ရှုံးနေတဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးရင်ဆိုင်နေရတဲ့နောက်ပိုင်းမှာဆိုလို့ရှင်ရင်မြန်မာဖိုက်တာတွေအနေနဲ့ဘာတွေပြုတ်ပြင်ပြောင်းလဲပြင်ဆင်သင့်တယ်လဲဆိုတဲ့အနေထားကိုကျွန်တော်တို့ပြည်သက်တွေအနေနဲ့ စောင့်ကြည့်လေ့လာလိုက်ရအောင်ပါဆိုတော့အဲ့ဒီလိုမျိုးအရှုံးနေတဲ့ရင်ဆိုင်နေရတဲ့အထဲမှာမှာအနိုင်တွေပွဲတွေဆက်နေတဲ့ fighter တွေလည်းရှိပါတယ်ဥပမာ Sorak လိုမျိုး fighter တွေဖြစ်ပါတယ် Sorak ဆိုတဲ့ fighter ဟာဆိုလို့ရှိရင်မြန်မာနိုင်ငံသား fighter တူဖြစ်နေပေမဲ့သူဟာထိုင်းနိုင်ငံမှာနေထိုင်ပြီးထိုင်းနိုင်ငံကဂျင်မာလစ်ဂျင်တဲ့ fighter ဖြစ်ပါတယ် Vader ဂျင်မာလစ်ဂျင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဒီနေ့ ူ့ရဲ့ကစားပုံကစားနည်းတွေဟာတော်တော်တိုးတက်ပြောင်းလဲလာတယ်လို့ဆိုရမှာဖြစ်ပြီးတော့သူ့ရဲ့ပြိုင်ဘက်ဖိုက်တာတွေကိုထိုးတက်တဲ့အခါမှာဆိုလို့ရှိရင်လည်းနီးစနစ်တကျနဲ့ရှင်ပြိုင်ထိုးတက်နိုင်တာကိုတွေ့ရပါတယ်။ကျွန်တော်တို့ချို့မြန်မာဖိုက်တာတွေလိုမျိုးလက်သေးတပေါက်ထဲကိုတုံးပြီးရှင်ပြိုင်ထိုးတက်တာမဟုတ်ပဲထိုးတက်ပုံထိုးတက်နည်းကလည်းအင်မတမကိုစုံလင်လှပြီးတော့သူ့အနေနဲ့သူ့ရဲ့ပြိုင်ဘက်ဖိုက်တာတွေကိုဘယ်လိုအနိုင်ယူရမလဲဆိုတာကောင်းကောင်းကြီးသိတဲ့ဖိုက်တာဖြစ်ပါတယ်။ ဆိုတော့မြန်မာနိုင်ငံသား fighter တွေနဲ့ပထမတစ်ချက်လိုအပ်တာကသူဟာလက်ကျင်ရေး training တွေကိုပုံစံကောင်းကောင်းဆင်းနိုင်ဖို့လိုအပ်နေတာဖြစ်ပြီးတော့လက်ကျင်ကန် training ကောင်းကောင်းဆင်းတဲ့အပြင်နီးပြကောင်းကောင်းလည်းရှိဖို့လိုအပ်နေတာဖြစ်ပါတယ်အဖေလို့လဲဆိုတော့မြန်မာနိုင်ငံသား fighter တွေရှင်းပြိုင်ထိုးတက်တဲ့ပုံစံကိုကြည့်မယ်ဆိုလို့ရှိရင်တန့်စင်ရဲ့ပွဲကိုအရင်ဆုံးတွက်ကြည့်ပါတန့်စင်ဆိုလို့ရှိရင်1 2ခြေကန်ချက်တွဲလုံးကိုအဓိကထားပြီးတော့သုံးတာဖြစ်ပြီးတော့ သူတွေနဲ့အဲ့ဒီ1 2ချေကန်ချက်တွဲလုံးကြောင့်ပဲတော်တော်လေးကိုဒုက္ခရောက်ခဲ့ရတဲ့ပွဲစဉ်တွေရှိပါတယ်။တာကယ်ရူနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်း1 2ချေကန်ချက်ကိုဘောဘက်ကဖိုက်တာတာကယ်ရူကစာဖတ်မိသွားတဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့ကောင်တာထိုးတဲ့အနေထားမှာသူအနေနဲ့တိုင်ပတ်ခဲ့ရတာပဲဖြစ်ပါတယ်။နောက်ဆုံးထွက်သက်သွားခဲ့တဲ့ဂျပုနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်း1 2ချေကန်ချက်တွဲလုံးကိုပြတ်သက်သုံးနေစင်မှာပဲတစ်ဖက်ပြန်ပတ်ဖိုက်တာကသူ့ကို right hand နဲ့ပြန်ပြီးတော့ကောင်တာတီးသွားတဲ့ခါမှာသူထပ်ပြီးတော့ရှုံးသွားခဲ့တာဖြစ်ပါတယ်။ ဇိုးလင်းဦးရဲ့ပုံစံကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဇိုးလင်းဦးရဲ့ရှင်ပြိုင်ထိုးတက်တဲ့ပုံစံဟာဆိုလို့ရှိရင်သူ့တွေနဲ့လက်သီးကိုအဓိကထားပြီးတော့အသုံးပြုတဲ့ပုံစံမျိုးရှင်ပြိုင်ထိုးတက်နေတာဖြစ်ပြီးတတောင်ရိုက်ချက်တွေဒူးတိုက်ချက်တွေခြေကန်ချက်တွေလုံးဝကိုထွက်မလာပါဘူးဆိုတော့အဲ့ဒီကစားပုံကစားနည်းတွေကလည်းပြုပြင်ပြောင်းလဲပြင်ဆင်သင့်နေတာဖြစ်ပြီးတော့နောက်ထပ်ရေးကြီးတဲ့ချက်ကတော့ကစားသမားရဲ့ nutrition ပါ nutrition ဆိုတာကတော့အာဟာရလို့ပြောရမှာဖြစ်ပြီးတော့ ကစားသမားတွေအနေနဲ့ weight ချတဲ့အခါမှာအခက်ခဲမရှိဖို့အတွက် nutritionist အာဟာရပညာရှင်နဲ့တင်ပြချတိုင်ပင်ပြီးပါ ကစားတဲ့နေလို့ထင်မြင်မိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဝိတ်ချိန်တဲ့အခါမှာကိုကသေးချာချာမလစ်ကျင်ထားဘူးဆိုလို့ရှိရင်ပွဲတွင်းမှာအကောင်သေးသွားတာမျိုးဖြစ်ပြီးတော့တစ်ဖက်ဝိတ်ချတဲ့နီးစနစ်ကို နားလည်တဲ့ကစားသမားဟာပွဲတွင်းဝိတ်တာစီရယူနေတာဖြစ်ပါတယ်။ဒါ့အပြင်ဝိတ်ပြည့်မီ hydration test မပြည့်မီတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ထိုးကြေးတွေပါခွဲပေးနေရတာဖြစ်ပြီးတော့ဝိတ်ပြည့်မမီတာကတော့တော်တော်လေးကိုဒီကစားသမားတူအနေနဲ့ရှက်ဖို့ကောင်းတယ်လို့လည်းထင်မြင်မိပါတယ်။ဆိုတော့ခြုံငုံသုံးသက်ရမယ်ဆိုလို့ရှိရင်တော့မြန်မာကစားသမားတွေအနေနဲ့ကစားပုံကစားနည်း လေ့ကျင့်ပုံလေ့ကျင့်နည်းပြီးတော့စားတောက်ပုံစားတောက်နည်းစတဲ့၃မျိုးကိုအဓိကထားပြီးတော့ပြင်ဆင်ရမှာပဲဖြစ်ပါတယ်ဒီနိုင်ငံမှာပြင်ဆင်လို့မရဘူးဆိုရင်ထိုင်းနိုင်ငံထိသွားရောက်ပြီးထိုင်းနိုင်ငံကတကယ်ကိုကောင်းတဲ့ဂျင်တွေမှာတို့အနေနဲ့လေ့ကျင့်ပြင်ဆင်သင့်တယ်လို့ကျွန်တော်ကတော့ခန့်မှန်းတုံ့တက်မိပါတယ်ကျွန်တော်အနေနဲ့လိုအပ်ချက်တွေရှိသွားနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည်သက်တွေအနေနဲ့ကျွန်တော်ရဲ့လိုအပ်ချက်တွေကိုလည်းဝင်ရောက်ထောက်ပံ့ဝေဖန်ပေးကြဖို့ဒီနေရာကနေမြစ်တာရက်ခင်ပါတယ်အောင်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ အခုလာမဲ့ UFC 315 event ပွဲစဉ်မှာသူ့ရဲ့ပြိုင်ဘက် fighter ဖြစ်တဲ့ Jack Della Maddalena မျိုး kickboxing ကစားသမားကို သူက grappling ကို striking ကိုလုံးဝတေချာပုံစံနဲ့ကစားသွားမှာဖြစ်ပြီးတော့ Jack Della Maddalena ကို ကနလိုရဲ့ဗလက်တီပုံစံမျိုးနဲ့ရှင်ပြိုင်ထိုးသက်သွားမယ်ဆိုတဲ့ဗလက်မူဟာမတ်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ဗလက်မူဟာမတ်ဆိုတဲ့ကစားသမားကတော့ပြီးခဲ့တဲ့ UFC 305 event ပွဲစဉ်မှာသူ့ရဲ့ Waterweight တန်း Champion ကပတ်ကိုအရင်တုန်းကတကယ်ကိုကြမ်းခဲ့တဲ့ Champion ဟောင်းဖြစ်တဲ့ Leon Edwards ကနေပြီးတော့ရရှိထားတာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်သူ့အနေနဲ့ Leon Edwards ကို striking ဘက်မှာလည်းရှင်ထိုးပြသွားပြီးတော့ grappling ဘက်မှာတော့ပို့ပြီးတော့ ကောင်းကောင်းမွန်မွန်ရှင်ပြိုင်ထိုးသက်ကစားသွားနိုင်တာပဲဖြစ်ပါတယ်။အဲဒီလိုမျိုးရှင်ပြိုင်ထိုးသက်ကစားသွားနိုင်တဲ့ဆိုတဲ့အနေထားမှာလီယိုအက်ဘော့ကိုတောက်လျှောက်ပရက်ရှာပေးသွားခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့အခုလာမယ့်ချန်ပီယံကပ်ကာကွယ်ပွဲပွဲစဉ်မှာလည်းအဲဒီလိုမျိုးလှုပ်ပြသွားနိုင်ဖို့ယုံကြည်ချက်တွေအပြည့်ရှိနေတယ်လို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်။အဘလိုလဲဆိုတော့လက်ရှိလောလောဆယ်ရှင်ပြိုင်ထိုးသက်သွားမဲ့ဖိုက်တာဖြစ်တဲ့ Jack Della Badena ဆိုတဲ့ဖိုက်တာဟာဘလဲမူဟာမတ်တို့လိုမျို ဒီ grappling ဘိုင်းမှာရှင်ပြိုင်ထိုးတက်တဲ့ fighter မျိုးမဟုတ်ပဲね striking ဘိုင်းမှာရှင်ပြိုင်ထိုးတက်တဲ့ fighter ဖြစ်ပါတယ်ကျုံကုံသုံးသက်ရမယ်ဆိုလို့ရှိရင်ကစ်ပေါင်စီကစားသမားတူဖြစ်တဲ့အတွက်ကြောင့်မလို့ဘလဲမူဟာမက်အနေနဲ့ ကသာစည်းကြယူကစားသွားနိုင်တယ်ဆိုတဲ့အနေအထားမှာရှိနေတယ်ဆိုပြီးသူကိုယ်တိုင်ကပြောလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီဖိုက်တာဟာ short တွက်လို့မရတဲ့ဖိုက်တာပါ။အသက်အရွယ်ပိုင်းကဆိုရင်အသက်အရွယ်28နှစ်ရွယ်သာရှိသေးတာဖြစ်ပြီး MMA ပွဲစဉ်ပေါင်း16ပွဲရှင်ပြိုင်ထုတ်သက်ထားပြီးတော့ရှင်ပြိုင်ထုတ်သက်ထားတဲ့16ပွဲထဲမှာ14ပွဲထိကိုပွဲသိမ်းပြီးတော့နိုင်ရရှိထားတာပါ။ ဇလီဘွယ်ပွဲသိမ်းထားတဲ့ထဲမှာဆိုရင်လည်း12ပွဲထီကိုလဲထိုးနိုင်ယူရရှိထားတဲ့အတွက်ကြောင့်မလို့ဘလဲမူဝါမန်နေနဲ့ short တွက်ရင်ရော့ရွတ်နဲ့လက်ခါပါပေးလိုက်ရမယ့်အနေထားမှာရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့ဘလဲမူဝါမန်ကတော့ကစ်ဘောက်စင်ကစားသမားကိုသူ့အနေနဲ့လက်သီးရှင်ထိုးပြသွားမယ်လို့လေ့ကျင့်ထားပြီးတော့ရှင်ထိုးပြတဲ့နေရာမှာဆိုလို့ရှိရင်တော့မှဘောက်စင်အကျော်မော်ကန်နယ်လိုရဲ့ပုံစံမျိုးနဲ့ရက်ဒလန်မန်ဒလနာကိုရှင်ပြိုင်ထိုးသက်သွားမယ်ဆိုပြီးလေ့ကျင့်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ဒီပွဲစဉ်ဟာ ။စောင့်ကြည့်သွားရမယ့်ပွဲချန်တပွဲဖြစ်ပြီးတော့ဘလန်မိုဟာမက်အနေနဲ့ဂျက်ဒီလန်မန်ဒယ်နာကိုသူပြောလို့လုတ်ပြနိုင်ပါမလားဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။